မင်္ဂလာပါရှင်2025ခုနှစ်စက်တင်ဘာလ29ရက်နေ့တွင်မိုးလေဝသနှင့်ဇလာပိတာသတင်းများကို နေပြီးတော့မိုးလေဝသနှင့်ဇလာပိတာညွှန်ကြားမှုအစီအစဉ်အားမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်အတွင်းကမြို့လိုင်းရွာသွန်းခဲ့တဲ့မှတ်သားဝင်ရာမိုးရေချိန်များမှာဒေဒီယံမြို့မှာ9တသမ13ညလက်မမော်လမြိုင်မြို့မှာ9တသမ9တလက်မပြင်မနာဝဲကြီးမှာ၄တသမ9ခွန်လက်မကြိုင်မျိုးမြို့မှာ၄တသမ၄လက်မ ချောင်းဆုံမျိုးမှာ၄သမာ၃ညနှစ်လက်မတထုံမျိုးမှာ၃သမာ၄၆လက်မမုရုံမျိုးမှာ၃သမာ၃၉လက်မရေမျိုးမှာ၃သမာ၃၅လက်မကွန်းချံကုံမျိုးမှာ၃သမာ၃၁လက်မနဲ့ကမမောင်မျိုးမှာ၃သမာ၁၅လက်မတို့တိုက်ထွာရရှိခဲ့ပါတယ်။ကုန်းတွင်းမုံနိုင်ငံတရင်ကုန်းတွင်းမုံနိုင်ငံချင်းဒီကနေ့မနက်မြန်မာစံတော်ချိန်၁၀နာရီခွဲချိန်တိုက်ထွာကြများရာ ဘင်္ဂလားပြည်လောင်နောက်မြောက်ပိုင်းအိန္ဒိယနိုင်ငံအော်ရတပြည်နယ်တောင်ပိုင်းကမ်းခြေအနီးမှာဖြစ်ပေါ်ခဲ့တဲ့မုန်တိုင်းငယ်ဟာအနောက်ဘက်သို့ရွေ့လျားခဲ့ပြီးအိန္ဒိယနိုင်ငံအော်ရတပြည်နယ်တောင်ပိုင်းကမ်းရိုးတန်းကို ကိုပါဘူးမြို့အနီးမှာဖျက်ကျော်ခဲ့ကောင်။ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်ဆက်လက်တည်ရှိနေပါသည်။အဆိုပါကုန်းတွင်းမုန်တိုင်းငယ်ဟာအနောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီးအော်ရတပြည်နယ်တောင်ပိုင်းနဲ့ချက်တကပ်ပြည်နယ်တို့ကိုဆက်လက်ဖျက်ကျော်နိုင်ကတဖြည်းဖြည်းအာရုံသွားမယ်လို့ခန့်မှန်းရပါသည်။ ယခုသတင်းဟာမုံတိုင်းငယ်အတွက်ထုတ်ပြန်ပြီးတဲ့နောက်ဆုံးသတင်းဖြစ်ပါတယ်။အားကောင်းတဲ့အပူပန်းမုံတိုင်းဘူအလိုင်းအခြေအနေသတင်းဒီကနေ့မနက်မြန်မာစံတော်ချိန်စံတိုင်းခွဲချိန်တိုက်ထွားကြများရောဖိလစ်ပိုင်ပင်လယ်ပြင်အနောက်ပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့အားကောင်းတဲ့အပူပန်းမုံတိုင်းဘူအလိုင်းဟာအနောက်နောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီးတောင်ကျုပ်ပင်လယ်ပြင်သို့ရောက်ရှိခဲ့ပါတယ်။အဆိုပါအားကောင်းတဲ့အပူပန်းမုံတိုင်းဘူအလိုင်းဟာအနောက်နောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီး တိုင်ဖုန်းပုံတိုင်းအဖြစ်အာကောင်လာနိုင်ကနောက်48နာရီတွင် PNN နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသများကိုအာကောင်နှင့်အပူပိုင်းပုံတိုင်းဘူအလိုက်အဖြစ်ဖြစ်၎င်းနောက်82နာရီတွင်လာအိုနိုင်ငံကိုအပူဝမ်းမုန်နိုင်ငံအဖြစ်ဖြစ်၎င်းဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒီကနေ့နေ့လယ်တနအိခွဲချင်းမိုးလေဝသကျွတို့မှဖောင်းရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ရှေ့လယ်ပိုင်းတို့မှာတိမ်တင့်တင့်မှတိမ်ထူထပ်နေပြီးကျယ်မင်္ဂလာပင်လယ်အောမှာတိမ်တင့်တင့်ဖြစ်ထွန်းနေပါတယ်။ မြန်မာနိုင်ငံပေါ်မှာကတော့ချင်းပြည်နယ်မန္တလေးတိုင်းဒေသကြီးအေရော်တိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးဒိန်တော်များဖြစ်ထွန်းမှုအကောင်းငယ်ရှိပြီးအဆိုပါမိုးဒိန်တော်များရွေ့လည်ရနေရတဲ့လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ကြုံခြင်းမိုးကျိုးဖြစ်ခြင်းမျက်စိလက်ခြင်းနဲ့မိုးတီးကျွေးခြင်းစတဲ့မိုးလေဝသအဖြစ်အစဉ်များဖြစ်ပေါ်နေမှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုရပါတယ်။ကျန်းတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်တိတ်တင်မှတိမ်ထူတဲ့နေရာကိုတွေ့ရပါတယ်။ ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြလေပြင်းအတူမြေပုံစံရမြို့ဝကျုံမမိုတမကိုမိုးတနိုင်ကတော့ရှောက်တော့မှာမုတ်တုံလေးအာကောင်းနေပါလိမ့်ဘင်္ဂလားပင်လယ်ော်အခြေအနေမှာကပ်လီပင်လယ်ဖြစ်နေဘင်္ဂလားပင်လယ်ော်တောင်ပိုင်းတို့မှာမုတ်တုံလေးအာကောင်းနေပြီကျန်ဘင်္ဂလားပင်လယ်ော်မှာမုတ်တုံလေးအာတင်တင်ရှိနေပါလိမ့်မြမပင်လယ်ဖြစ်မှာမြမကဲဝရတရှောင်းနေကန်လုံပင်လယ်ဖြစ်တို့မှာတခါတည်းရန်မိုးတက်လေပြင်းများကြာရောက်ပြီးနိုင်ကျင်နေပါလိမ့် မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလျားတနအိပ်ပုံမိုင်30ထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြမမြမကန်ရတချောင်းနဲ့ကန်လုံပင်လေပြင်းတို့မှာဆယ်ပြီးမှ12ပြီးခန့်ရှိနိုင်ပါတယ်။မနက်ဖြန်မနက်ထိခက်မှန်းချက်များအနေနဲ့ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နေရာကြကြိမ်ချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာစိစိနေကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းမန္တလေးတိုင်းဒေသကြီးနေပြည်တော် ရှမ်းပြည်နယ်တောင်ပိုင်းနယ်ရှေးပိုင်း၊ပဲခူးတိုင်းဒေသကြီး၊အေရော်ရီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာနှံ့ပြားမှုထစ်ချုံရပြီးနေပြည်တော်အေရော်ရီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ပြီးမှုကြည့်နိုင်ပါတယ်။အခုဆက်လက်ပြီးမနက်ဖြန်အတွင်းတိုင်းဒေသကြီးနယ်ပြည်နယ်များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလာပေတာခံမှန်းချက်များကိုတင်ပြပါမယ်ရှင်။ နေပြည်တော်နဲ့ညီတော်အတွက်မြက်ဖြတ်မနက်ထိမိုးလေဝသအခြေအနေခမှန်းချက်မှာမိုးတစ်ချိန်တစ်ချိန်တချုံရပါမယ်အမြင့်ဆုံးမူချိန်မှာ32ဒီဂရီဆက်စီယံ60ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ23ဒီဂရီဆက်စီယံ83ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်ရန်ကုန်မြို့နယ်နေတော်အတွက်မြက်ဖြတ်မနက်ထိမိုးလေဝသအခြေအနေခမှန်းချက်မှာလေမိုးတစ်ချိန်တစ်ချိန်ထချုံရွာပါမယ်အမြင့်ဆုံးမူချိန်မှာ30ဒီဂရီဆက်စီယံ86ဒီဂရီဖာရန်ဟိုက်နဲ့ အနှိမ့်ဆုံးမူချိန်မှာ22ဒီဂရီဆက်စီယက်82ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။မန္တလေးမြို့နယ်ညတိုင်းအတွက်လက်ဖြတ်မနက်ထိမိုးလေဝသအခြေအနေခံမှန်းကြပါလိမ့်။မိုးတစ်ချိန်တစ်ချိန်ထချုံရပါမယ်။အနှိမ့်ဆုံးမူချိန်မှာ34ဒီဂရီဆက်စီယက်63ဒီဂရီဖာရန်ဟိုက်နဲ့အနှိမ့်ဆုံးမူချိန်မှာ28ဒီဂရီဆက်စီယက်81ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။နောက်နေ့ရက်အတွက်ခံမှန်းကြအနေနဲ့ကတော့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ရှိပါတယ်။ နေပြည်တော်ပဲခူးတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမို့ပူလာနိုင်ပါတယ်ရေကြီးခြင်းသတိပေးခြင်းဒီကနေ့မြန်မာစံတော်ချိန်7330နာရီချိန်တိုက်ထွာကြရာစစ်တောင်းမြေဟာတောင်ကူမြို့မှာရေမျိုးရဲ့အစွန်ရေမအောင်10စင်တီမီတာမှရောက်ရှိနေပါတယ်အဆိုပါမြေဟာနောက်တရက်အတွင်းရင်းမြို့ရဲ့စိုးရင်ရမထက်သို့ပေဝက်ခန့်ကျော်လွန်ရောက်ရှိနိုင်ပါသည်ဒီကနေ့မြန်မာစံတော်ချိန်7330နာရီချိန်တိုက်ထွာကြရာ တန်လွင်မြေဟာဖအံမျိုးမှာရင်းမျိုးရဲ့စိုးရင်မတ်အောင်တလက်မခံမှာရောက်ရှိနေပါတယ်။အဆိုပါမြေဟာနောက်တရက်အတွင်းရင်းမျိုးရဲ့စိုးရင်မတ်ထပ်တို့သုံးလက်မခံကျော်လွန်ရောက်ရှိနေပါတယ်။သူဖြစ်ပါ၍တောင်ကူမြို့နယ်နဲ့ဖအံမြို့နယ်များအတွင်းရှိမြေကန်အနီးနဲ့မြေနှိပ်ပိုင်းနေထိုင်သူများအနေဖြင့်ကြိုတင်သတိပြုနိုင်ပါရန်နဲ့မြေရင်မြင့်တလာပါကအချိန်မီရှောင်ရှားနိုင်ပါရန်သတိပေးနှိုးဆော်အပ်ပါသည်အခုတင်ပြခဲ့တာကတော့ ဒီကနေ့မိုးလက်နှစ်နာရီချင်းထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလာပိတာသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမချမ်းသာကြပါစေရှင်။